အာလူစားကြသူများဆိုတော့ဟာတိကြလာတော့မသိဘူးပေါ့နော်စားတွေဖတ်ဘူးကြလာမယ်အခုကကြတော့ကျွန်တော်ကနံပါတ်တက်လိုက်မှာပေါ့နော်မြန်မာပြည်ကကစွန်းဥစားကြသူများကောက်ယုံပြီးနဲ့ဖုတ်ပြီးတော့ကစွန်းဥစားကြသူများမြန်မာပြည်ကအာအာဘီအာမြောက်ပြတဲ့လူတွေကကစွန်းဥစားကြသူများဖြစ်ကြပါသည်ပေါ့ဘယ်သူမှတာဝန်ရှိလဲကျွန်တော်မေးမေးလို့ဖြေမယ်ပေါ့ကျွန်တော်မှတာဝန်ရှိတယ်ຫນွေຍາດີຈ້າຍຄະລີດີໂຕມິ້ນແລະຈွေແລະເນຍາແລະໄປແດ່ຄະລີດີໂກອະຍາຈີ້ တနိုင်ငံလုံးကကလေးတွေမြည်သူမဆိုလာပါစန္ဒယတင်ပေးမယ်တရောတင်ပေးမယ်ပတ္တလားတင်ပေးမယ်ဂီတနုတ်တွေတင်ပေးမယ်အင်္ဂလိပ်စာတွေတင်ပေးမယ်နော်အဲ့တော့အဲ့ဒါတွေတင်ပေးတယ်အဆိုးတွေတင်ပေးတယ်နောက်ပြီးတော့ခုနကပြောတဲ့ mindset တွေကိုတင်ပေးတယ်အမှုပညာဆိုတာတွေတင်ပေးတယ်ဘယ်သူမှတာဝန်ရှိလဲဆိုကျွန်တော်မှတာဝန်ရှိတယ် ်ဩဒီဒီလိုဒီလိုအပိအမြောက်လုတ်တယ်အဲ့ဒါဆိုဒီကောက်ယုံမေးကိုအပိအမွေအမြောက်လုတ်တဲ့လူတွေကဘဒူတွေလဲဟာလာဘဒူတွေလဲဆိုတဲ့ခါကျတော့သူကကောက်ယုံမေးတဲ့ကိုထဲလို့ရတာလည်းရှိတယ်ဘာဒီလဲဆိုတဲ့ခါကျတော့ကစွန်းဥကစွန်းဥလိုဟာမိုးတွေထဲလို့ရတယ်သူကကစွန်းပဲစားတတ်တာကျွန်တော်တို့ခုနပြောတဲ့မီးသွေးမီးနဲ့သေချာချက်တဲ့ဟင်းကောင်းဟင်းတန့်တွေတကယ်အကောင်းစားထားပါတော့ ကျွန်တော်တို့ guest နဲ့ချက်တယ် hotel ရချက်တယ်ခါလဲပင်လဲစားတယ်အကောင်းစားတွေမစားတတ်ဘူးအဲ့တော့ဒီ pop ကောက်ယုံမီတွေကိုအားပေးအားမြောက်လုတ်တဲ့လူတွေကဘာလို့လဲဆိုတော့ကစွန်ရွက်ပဲဟိုကကစွန်ဥပဲစားတတ်တဲ့အတွက်ကြောင့်မို့အကောက်ယုံမှုတွေကိုဘာလို့လဲကစွန်ပြစ်ထည့်လိုက်တာကောက်ယုံမီငယ်ရင်သူတို့ကစွန်စားလိမ့်မယ်သူတို့သူတို့အိုက်အစင်ပဲရှိတယ်တလားအသူတို့ဟိုတကယ်အကောင်းစားအစားအစာတွေသူတို့မသိဘူးအခုမသိဘူးအဲ့တော့ဘာလို့ကြောင့်လဲဆိုတော့ဒါပေမဲ့ ်ခုမြန်မာပြည်မှာကစုံစားတဲ့လူတွေနည်းနည်းများနေတယ်ဟာလာအဲ့တော့ကျွန်တော်တို့ဟိုမှာရှိတဲ့အာလူစားကြသူများဆိုတဲ့ဟာတိကြလာတော့မသိဘူးပေါ့နော်စားတွေဖတ်ဘူးကြလာမယ်အခုကကြတော့ကျွန်တော်ကနံပါတ်တက်လိုက်မှာပေါ့နော်မြန်မာပြည်ကကစုံစားကြသူများကောက်ယုံပြီးနဲ့ဖုတ်ပြီးတော့ကစုံစားကြသူများမြန်မာပြည်ကအာအာပြီးအမြောက်ပြုတဲ့လူတွေကကစုံစားကြသူများဖြစ်ကြပါသည်ပေါ့ဟုတ်အဲဟိုအာလူကနည်းနည်းတော်သေးတယ်ဒီလားအာလူစားကြသူများဆိုတော့ ကျွန်တော်ကဘာကျော်ဟိုနေရှိတယ်လေသိလားအဲနော်အဲ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 ့တော့အာလူမဟုတ်ခုကစွန်းစားကြတယ်ဗျာနော်ဘဒူးဒီမှာတာဝန်ရှိလဲဆိုတော့အဲ့ဒါကျွန်တော်ကတော့တော်တော်တော့ခက်တယ်တော်တော်တော့ခက်တယ်ဆိုတာတာဝန်ဆိုတာကယူမတာဝန်ဖြစ်တာဟုတ်တာဝန်ကြီးကပေးထားလဲလीမယူဝင်လဲလीတာဝန်မဖြစ်နေကြဘူးနော်ကျွန်တော်ရိုးရိုးပြောတာနော်နော်ကျွန်တော်ကျွန်တော်ဂီတအကြောင်းပြောတာ တော့ကျွန်တော်ကတာဝန်ဘယ်သူမှတာဝန်ရှိလဲကျွန်တော်မေးမေးလို့ဖြေမယ်ပေါ့ကျွန်တော်မှတာဝန်ရှိတယ်။ဘာလို့လဲဆိုတော့ကျွန်တော်ကလေးတွေနေရာတိကျရင်ကလေးတွေတမင်းလဲကြွေတဲ့နေရာလဲပြေးတယ်ကလေးတွေကိုအများကြီးတနိုင်ငံလုံးကကလေးတွေမြည်သူမဆိုလာပါဆန်နေရတင်ပေးမယ်တရောတင်ပေးမယ်ပတ်တလားတင်ပေးမယ်ဂီတနုတ်တွေတင်ပေးမယ်အင်္ဂလိပ်စာတွေတင်ပေးမယ်နော်အဲ့တော့အဲ့ဒါတွေတင်ပေးတယ်အဆို့တွေတင်ပေးတယ် နောက်ပြီးတော့ခုနကပြောတဲ့ mindset တွေကိုသင်ပေးတယ်။အမှုပညာဆိုတာတွေသင်ပေးတယ်။ဘယ်သူမှတာဝန်ရှိလဲဆိုကျွန်တော်မှတာဝန်ရှိတယ်။တာဝန်ယူချင်တာ哦။အဲ့တော့ကျန်တဲ့လူတွေမှတာဝန်ရှိမသိဘူးသူတို့တာဝန်ယူချင်တာဝန်ယူချင်တဲ့လူတွေမှတာဝန်ရှိတယ်။အခုအခုမေးတဲ့မေးခွန်းကျွန်တော်ပြောကျွန်တော်မှတာဝန်ရှိတယ်။အားပါပဲ။လူငယ်တွေအတို့သမီးတို့လက်ထဲမှာဒီဟာကြီးကအရေးကြီးွားပြီ။ဆရာကကပြောလို့ပဲ။ ဒါအနုပညာအမွေနှစ်တွေဖြစ်တယ်ကိုကိုယဉ်ကျေးမှုကိုဟန်ဆိုပြီးတော့မြမဆိုင်မြမဆောင်ဟာလားမြမတချင်းကြီးဆိုပြီးတော့တတ်တတ်မမရှိပါတယ်ကျွန်တော်တို့တွေကလုံနိုင်တလောက်လုပ်ထားပါတယ်အဲ့တော့တော်တော်သမီးတို့ဟာဒီပညာရက်တွေကိုတော်တော်သမီးတို့လက်ထဲမှာကျမပျောက်ပြက်သွားတယ်ဆိုတာမဖြစ်ပါစေနဲ့ခုဆရာတို့လက်ထက်မှာအတတ်နိုင်ဆုံးထိတ်သိမ့်ပါတယ်ဆရာတို့အခုပေးနိုင်တလောက် လက်ဆင့်ကမ်ပိန်းနိုင်တယ်လောက်လက်ဆင့်ကမ်ပေးပါမယ်လှုပ်ပေးစရာရှိတာလှုပ်ပေးပါမယ်အဲကိုဘက်ကလည်းဒါဟောကိုအမှုပညာကိုကိုလှနေတာကိုကိုသိပါကိုလှနေတာကိုကိုသိပါဒီဥစ္စာကတနိုင်ငံနဲ့တနိုင်ငံဆက်သွယ်တဲ့နေရာဒီမှာလည်းဒီမြန်မာအမှုပညာဟာအရေးကြီးပါတယ်အင်္ဂလိပ်စာတွေနဲ့တက်ပြီးတော့နိုင်ငံတကာကိုထွက်ပြီးဆိုရင်လည်းကျမကဆောင်းလေးတိတတ်ပါတယ်ကျမကဗမာအကလေးကတတ်ပါတယ်ဆိုရင်လူရလဲဝင်ပါတယ် ်နော်ထိုးတိတုဆိုတာပဲကဘာဂီတာတွေကိုလည်းလေ့လာပါအောက်တမ်းမကြနောက် အောက်ကြနောက်ကြမဖြစ်အောင်ကဘာဂီတာတွေကိုလည်းလေ့လာမြန်မာဂီတာတွေကိုလည်းလေ့လာပါနန်းတော်ရှိဆရာတင်တို့မြို့မငိမ့်တို့ဟာကဘာဂီတာတွေနဲ့မြန်မာဂီတာတွေနဲ့ပေါင်းဆက်ခဲ့တာပါအဲ့ဒါလေးကိုအကြံပြုလိုပါတယ်ဟိုစာတော်အောင်လည်းလုပ်ပါမြန်မာမှာထိန်းရမယ့်အမှုပညာမမြင်ရတဲ့ပစ္စည်းတွေပေါ့နော်မမြင်ရတဲ့ပစ္စည်း ပစ္စည်းတွေအမှုပညာတွေဟာပို့ပြီးတော့တံပိုးကြီးပါတယ်အဲ့ဒါတွေကိုလည်းထိန်းသိမ်းကြပါလို့အကြံပြုချင်ပါတယ်